ခန္ဓာကိုယ်ပိန်ချောက်နေရင်အနတ္တိကကိုသွားလို့မရဘူးခန္ဓာကိုယ်လေးချိန်ပေါ်ပြီးပိန်ချောက်နေရင်အနတ္တိကကိုသွားလို့မရပါဘူးဘာလို့လဲဆိုတော့လေတိုက်ရင်လေနဲ့အတူတူကိုယ်ပါပါသွားမှာဆိုလိုပါအန္တတိကဟာကဘာပေါ်မှာလေတိုင်းတုံးအပြင်းဆုံးနေရာတစ်ခုဖြစ်ပြီးတနအီကို66မိုင်အထိတိုက်ခတ်လေရှိပါတယ်။ကဘာပေါ်မှာလူသားတွေတွားရောက်ဖို့အခက်အခဲဆုံးအနေအများဆုံးနေရာကိုပြောပါဆိုရင်အန္တတိကတိုက်ကိုပဲလက်ညှိုးထွန်းရပါလိမ့်မယ်။ ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့အန်တီကမှာရှိတဲ့လျှို့ဝှက်ချက်တွေနဲ့ဖြိုးစက်တဲ့အဖြစ်အပျက်တွေအကြောင်းပြောပြပေးတော့မှာပဲဖြစ်ပါတယ်။အန်တီကတိုက်ဆိုရာနဲ့နှင်းဖုံးနေတဲ့ကုန်းနေပြင်ကြီးလိုသာကျမတွေထင်မှတ်ထားခဲ့ကြပါမိမယ်။တကယ်တော့ဒီတိုက်ကြီးဟာကမ္ဘာ့ရေကြိုးရဲ့60ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားပြီးကမ္ဘာပေါ်မှာ6သိန်းစုံနေရာတွေကတခုလည်းဖြစ်ပါတယ်။အန်တီကဟာအော်စတြေးလျတိုင်းရဲ့နှစ်ဆကျော်ကျယ်ဝန်းပြီးအမေရိကန်မက္ကဆီကိုမက္ကဆီကိုပင်လယ်ကွေ့နဲ့ကနေဒါတောင်ပိုင်းဒေသများစုကိုပေါင်းထားတာထက်ပိုမိုကျယ်ဝန်းပါတယ်။ အဲ့ဒီလိုလူသူရောက်ပေါက်နေတဲ့နေရာမှာအဟားတင်စရာကောင်းတဲ့အရာတွေလည်းရှိနေပါသေးတယ်။ဥပမာရေခဲပြင်အောင်မှာရေကမ်းပေါင်း400လောက်ရှိပါတယ်။အဲ့ဒီထဲမှာမှ1990ခုနှစ်တည်းမှာရုရှားသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တဲ့ Vostok ရေခဲဟာဆိုရင်တော့ကမ္ဘာပေါ်မှာစတ္တမအကြီးဆုံးရေခဲဖြစ်ပြီးတော့သူဟာအနက်တမိုင်းနီးပါးရှိတဲ့ရေခဲပြင်အောင်မှာတည်ရှိပေမယ့်ဘာလို့ရေမခဲသွားသလဲဆိုတာကလည်းခုချိန်ထိစိတ်ဝင်စားစရာကောင်းနေတော့မှာပဲ။ 20ရောက်စုစော်ပိုင်းဤပညာရေးမထုံးကားခင်ချိန်ဒီမှာအန်တိကတိုက်ကိုတွားရောက်စူးစမ်းရှာဖွေသူတွေရဲ့ခြေကွဲဖွေရာဇလန်းနေအများကြီးရှိခဲ့ပါတယ်။အဲ့ဒီနေမှာမှာဗြိတိရှားရေတပ်အရာရှိ Robert Falcon Scott ရဲ့ဖြစ်ပျက်ကတော့ပိုပြီးထင်ရှားပါတယ်။သူဟာတောင်ဝင်းရုံးစုကိုပထမဆုံးရောက်ရှိသူဖြစ်မှတ်တမ်းတင်ခံရဖို့ကြိုးစားခဲ့ပါတယ်။ 1911ခုနှစ်နိုဝင်ဘာလမှာစကော့နဲ့သူ့ဖွဲ့ဟာအန်တဒီကတိုက်ကြီးစီကိုတွားရောက်ဖို့အတွက်သူတို့ရဲ့ခီးစဉ်ကိုစတင်ခဲ့ပြီး1912ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာတော့တောင်ဝင်ရိုးစုံကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ရောက်တော့နိုဝင်နိုင်ငံသားရိုးအာမွန်စင်ကတလလိုကလေးကရှောင်းနေနေတာကိုတွေ့လိုက်ရပါတယ်။စကော့ဟာသူ့ရဲ့ချိန်မှန်ချက်ပျက်စီးသွားတာကြောင့်အားလျှော့ပြီးပြန်လည်လာခဲ့ရပါတယ်။ လမ်းမှာအေးဒန်အစာရေစာရှားပါမှုတွေကြောင့်သူ့အဖွဲ့ဝင်တွေဟာတယောက်ပြီးတယောက်တေဆုံးခဲ့ကြပြီးနောက်ဆုံးမှာတော့သူကိုယ်တိုင်လည်းအသက်ဆုံးရှုံးခဲ့ရပါတယ်အာမွန်စင်ကတော့သူ့ရဲ့ပြိုင်ဘက်စကော့နဲ့မတူဘဲတက်တောက်တက်တောက်နဲ့အိမ်ကိုပြန်နိုင်ခဲ့ပါတယ်အာမွန်စင်ဟာတောင်ဝင်ရိုးစွန်းကိုရှောက်ဖို့အတွက်ပဲအထူးကထားခဲ့ရဖြစ်ပြီးစကော့ရဲ့ခီးစင်မှာတော့လမ်းတစ်ချောင်းတိတ်ပန်နီးချောင်းရှောက်ဖွေမှုတွေလည်းလှုပ်ဆောင်ခဲ့ပါတယ် အန်တာတိကမှာပထမဆုံးတွေ့ခဲ့ရတဲ့ကြောက်ဖြစ်ရုပ်ကျင်းသစ်တောင် fossilized food တွေဟာလည်း Scott ရဲ့အဖွဲ့ကနေပဲတွေ့ရှိခဲ့တာပါဒီတွေ့ရှိချက်ဟာအန်တတိကဟာအရင်တုန်းကတစ်တောတွေရှိခဲ့တဲ့အပူပိုင်းဒေသတစ်ခုဖြစ်တဲ့ဆိုရယ်ကဘာမြေရွှေရှားမှု theory plate tectonic theory ကိုလည်းထောက်ခံပေးခဲ့ပါတယ်။ဒါပြင်အန်တတိကဟာလျှို့ဝှက်စမ်းချိန်မှုတွေနဲ့ပြည်နေတဲ့နေရာတစ်ခုဆိုတာကိုလည်းဒီဖြစ်ပျက်တွေကသက်သေပြနေပါတယ်။ဒီနေရာမှာသွေးတွေလိုအနီရောင်ရှည်တွေစီးဆင်းနေတဲ့သွေးရည်တကုံ လေတိုက်တိုင်းတူရိယာတန်စင်တွေထွက်နေတဲ့ရေခဲပြင်နဲ့ရုတ်တရက်တစ်ခါတစ်ခါမှပေါ်လာတတ်တဲ့အိုင်ယာလန်နိုင်ငံလောက်ရှိတဲ့တွင်းနဲ့ကြီးတွေလိုမျိုးစားတဲ့ထူးဆန်းတဲ့သဘာဝဖြစ်စင်နေရှိပါတယ်။ဒဏ္ဍာရီတွေရတော့အန်တတိကမှာနာစီတွေရဲ့လျှို့ဝှက်စခန်းနေတဲ့ကျိုးသားတွေရှိတယ်လို့လည်းပြောကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေကတော့ဒီကောလဟာလာတွေကိုပယ်ချပြီးနှစ်ပေါင်း15သန်းရှိပြီဖြစ်တဲ့သင်းငယ်တဲ့တက်ရှိမျိုးစိမ်များအိုဆုံးလောက်ပေါက်ပြဲမှုနဲ့ဒိုင်နိုဆောခက်ကထောက်ထားများကိုပဲအထူးကထားရှာဖွေလေ့လာခဲ့ကြပါတယ် အနာတီတိုင်းရင်လျှုံ့ဝှက်စမ်းချိန်မှုတွေကြောင့်အကောင်ပြောရမယ်ဆိုရင်တော့ဘယ်တော့မှစုံမှာမဟုတ်ပါဘူး။တွေးရည်တကွန်ကနေနာစီအခြေဆိုင်စကန်နေတဲ့နှစ်သန်းပေါင်းများစွာတက်တန်းရှိတဲ့ဇီဝတက်ရှိတွေကနေဒိုင်နိုဆောခဲတဲ့ဒီဟာအသက်ပွဲရေခဲပြင်ကြီးဟာတန်နာရီတွေနဲ့သိပ္ပံပညာကိုကြော်လွန်ပြီးကျမတို့ရဲ့တိလို့စိတ်တွေကိုအမြဲတမ်းဖန်ဆားနေုံမှာပါ။ ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Sorthan Sharing Channel လေးကို Like and Follow လေးလုပ်ခဲ့ပေးကြပါအောင်ရှင်။